ောက်380နှစ်ကိုပူပြောင်းတဲ့ကာလတစ်ခုရောက်ရှိပါပြီအဲ့တော့နှစ်တစ်နှစ်တောင်မှာတော့မဟာဘုကိုတွေ့လိုက်တဲ့အခါမှာကျွန်တော်တို့ဒီလိုလေးရရှိပါတယ်အဲ့တော့သိတဲ့သူလည်းပါမယ်မသိတဲ့သူလည်းပါမယ်ဒါပေမဲ့ဆမရှင်းပြပါမယ်အဲ့တော့ဒီရဲ့နမိတ်ကလေးကဘယ်လိုလဲဆိုတော့မြန်မာတက္ကရာ1380နှစ်ကိုခုနှစ်နဲ့စားလိုက်တဲ့အခါမှာတိကျွေးနေပေါ့နော်အဲ့တော့တိကျွေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတိကျွေးဒီဘယ်နေရာမှာရှိလဲဆိုတော့ ဘင်ကဆိုတဲ့နေရာလေးမှာရှိပါတယ်။အဲ့တော့တကျွေးတဲ့အတွက်ကြောင့်မလို့ဘေးဟာကိုစားပြုတယ်ဆိုရင် တနင်္ဂနွေကိုစားပြုတယ်ပေါ့နော်။အဲ့တော့တနင်္ဂနွေသားသမီးဒီဒီနှစ်တစ်နှစ်တာမှာအယူဆိုင်ပါ။ဘာပဲလုပ်လို့အမြင့်တဲ့တတိဝိရိယနဲ့လုပ်ကြပါ။တနင်္ဂနွေသားသမီးတွေဒီအိုးအိမ်နဲ့ပတ်သက်တာအလုတ်ကင်နဲ့ပတ်သက်တာအကြီးကင်းနဲ့ပတ်သက်တာဒီလိုမျိုးကိစ္စတွေမှာလောက်ဝကန်ရတာခက်ခဲစီတာမျိုး ပြောရဆိုရတာခက်ခဲစီတာမျိုးစီမံခန့်ခွဲတဲ့အခါမှာခက်ခဲစီတာမျိုးဒါလေးကိုတွေ့ရပါတယ်။နောက်တစ်ခုကဘာသာရေးအတိတ်ထံကောင်းကောင်းလုပ်ပြီးပါ။ဒီနေ့ခုနေသားသမီးတွေအနေနဲ့အမှုမဲ့အမှန်ပဲလုံးဝမနေသင့်ပါဘူး။နှစ်တတတာကာလပတ်လုံးမှာကိုယ်ဒီမာလေးပဲလုံလုံအလုံးနဲ့ပတ်သက်ပြီးတော့ကဲလူကြီးပိုက်တောင်ဝင်ထမ်းဆောင်နေတဲ့သူလားဒါမှမဟုတ်ကိုယ်ဒီအောင်းနဲ့ကေးသားလား အဲ့တော့ကိုသည်နေရာတစ်ခုကိုတက်ဖို့အတွက်လှမ်းဖို့အတွက်ကိုပြင်ဆင်နေတဲ့သူလားကိုသည်နိုင်ငံရေးချားမှာအလုပ်ကင်သွားဖို့အတွက်ကိုရည်ရွယ်ချက်ရှိနေတဲ့သူလားအဲ့တော့တလင်းမူလေးသားသမီးပါခဲ့တယ်ဆိုရင်မိမိအနေနဲ့ဘာသာတရားကိုလက်ခံထားပါအဲ့တော့ငါးပါးသီလကိုမြင်အောင်ပြီးပါမိမိအနေနဲ့မိမိရဲ့နှုတ်တည်ကြမ်းတမ်းတဲ့အမှုရာဘယ်တော့မှမပြောဆိုပါနဲ့အဲ့တော့မိမိရဲ့နှုတ်ကပ်ကြီးမဖြစ်ပါဘူးကွာဒီရနဲ့ပတ်သက်ပြီးငါတလောက်ကြိုးစားနေတာပဲ ကျိုးစားတဲ့လောက်လည်းအရာမတင်ပါဘူးကွာဆိုတော့ဒီလိုမျိုးစကားမျိုးတွေကိုလုံးဝမပြောမိပါစေနဲ့အဲ့တော့ဖြစ်ကိုဖြစ်ရမယ်တကယ်လဲကျိုးစားနေတယ်လုံလဲလုံနေတယ်ကြိုင်လဲကြိုင်နေတယ်ဒီလိုမျိုးလေးတွေကိုအမြဲတမ်းထည့်ပြီးတော့မှတွေးပါဒါတနည်းခုဒေတာသမီးကိုကိုးစားပြုတ်ပြီးဆက်မပြောတာပါနောက်တစ်ခုကကြတော့ဘာညက်လဲဆိုတော့ ဒီနှစ်မှာအတာစားတာဒီဘုံတဟူသားသမီးအဲ့တော့ဒီနှစ်ရဲ့အညံ့ဟာလည်းပဲဘုံတဟူသားသမီးတယောက်လည်းအပါဝင်ရှိတယ်အဲ့တော့ဘုံတဟူဒေသသမီးတွေတခုလည်းပါဝင်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘုံတဟူသားသမီးအများစုသည်ဘာသာတရားမြေးမြန်နေသူကြောက်စရာမလိုပါအဲ့တော့မိမိအနေနဲ့ ဘာသာတရားလေးမြင်းမြန်နေတယ်။ကောင်းသောစကားတွေကိုပြောဆိုတယ်။ကောင်းတဲ့အလုပ်တွေကိုအမြဲတမ်းလုပ်တယ်။အဲ့တော့ကိုကကောင်းတဲ့အလုပ်တွေကိုပုံမှန်လုပ်နေတဲ့တန်းနဲ့မိမိတီး၅ပါးတီးရတဲ့မှာတဘာဝနဲ့ညီဆုံးပြီးလုပ်ရတဲ့အလုပ်တွေတချို့ပါကောင်းပါလိမ့်မယ်။အဲ့ဒီလိုပါလာပြီဆိုရင်လည်းကိုဘက်ကနေပြီးတော့အလုပ်ကိုအလုပ်လိုပဲလုပ်တယ်။တို့ပေမဲ့ကိုယ့်ရဲ့ဟန်ပန်အမှုရာတွေသည် အလုပ်ရဲ့အပြင်ပောက်ကိုရောက်သွားပြီးဆိုတာနေဘာသာတရားမြင့်မြန်ခြင်းအဲ့တော့နှုတ်ဤကြမ်းတမ်းခြင်းကိုရှောင်ခြင်းခြင်း နောက်ကိုပြောဆိုတဲ့အခါမှာလည်းပဲကောင်းသောနမိတ်စကားတွေကိုပြောဆိုခြင်းဒါလေးကိုလက်ခံထားပေးပါအဲ့တော့ဗုဒ္ဓဘုရားသမီးတွေအတာဆားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဇမပတိတော်ကလည်းပဲတင်ခဲ့ပြီးသွားပြီအဘဘိုးတရားမင်းကြီးကိုငါပြောသည်မဲ့မဲ့ပြောပြောဆယ်လုံးအခွန်လာပြီးတော့ပကံများထဲမှာထည့်ပါပြီးရင်တရား15ချက်သာဖြူပါပြီးရင်တရားစမပုံတော့အဲ့မှာမေးကြတယ်ပေါ့နော်ဆရာမကြီးတရားစမပုံတော့မရှိရင်ဘယ်လိုလုပ်ရမလဲဆရာမရဲ့ဘိုင်ဘာကိုခိုင်းလိုက်ပါ highlight ရင်ဇမတကြားဇမပုံတော်လေးကိုပို့ပေးပါမယ်ရန်ကုန်မှာရှိနေတဲ့ချင်းမိတ်ဆွေတွေကကြတော့ဇမစီကိုလာယူလို့ရပါတယ်ဒီတနှစ်တာကာလပတ်တော်မှာတနေ့ငွေတွေနေ့နဲ့တောက်ကြံနေကိုအဘဘိုးတကြားမင်းကိုမနက်9:00နာရီအဲ့ဒါကျတော့တနစ်တာကံလောက်ပတ်တော့မှာမနဲ့9နိုင်မှာတနင်္ဂနွေနေ့နဲ့တောက်ကြနေကိုအဘမင်းတွေကပြောခဲ့တဲ့အတိုင်းလေးပဲအဲ့ဒီတရားစမပွဲကိုဒဇက်မီရဲ့အပြင်ဘက်မှာအဘဘိုးတရားမင်းကြီးကိုကြိုဆိုပြီးတော့မှထူပြီးတော့မှကိုဖြစ်ချင်တဲ့အရာကိုဆူတောင်းပါ အဲ့ဒါနှစ်တနှစ်တာလုံးအတွက်ကိုလုပ်ဆင်ခြင်းတဲ့အရာလေးကိုဆရာမပြောပြတာပေါ့နော်။နောက်တစ်ခုကကြတော့အဘဘိုးသားကြားမိကိုကတ်လူပေးတဲ့အခါမှာဘယ်အချိန်စွန့်ရမလဲ။မဟုတ်ဘူး။ဖျောင်းနိုင်ပုံသွားပြီဆိုတာနေ။အဲ့တော့အခုလိုအဘဘိုးသားကြားမိကိုတရားတိုင်တယ်ပြီးတော့မှကိုယ့်ရဲ့အလုပ်ကိန်းကိစ္စ၊ကိုယ့်ရဲ့ငွေကြေးကိစ္စ၊နောက်ကိုယ့်ရဲ့ဒီအခက်အခဲဖြစ်နေတဲ့ကိစ္စအဝဝတွေကိုဆူတောင်းတိုင်တယ်လိုက်မယ်ဆိုရင်လည်းပဲတနည်းအားဖြင့်ကဲနေပူကောင်းစီတယ်။နောက်တနည်းအားဖြင့်ငွေကြေးနဲ့ပတ်သက်တာတွေပွင့်လန်းစီတယ်။ တနည်းအားဖြင့်ဘေးဥပတ်အန္တရာယ်တွေကိုပြင်ဝေးစေပါတယ်အဲ့တော့မိမိဘက်ကကံညာဝရိယသုံးခုစုံလိုက်တယ်ဆိုရင်တော့အရာအားလုံးကအဆင်ပြေသွားတယ်ပေါ့နော်အဲ့တော့ကံအထောက်အပံ့ပြည့်စုံဖို့ဆရာမဒါလေးကိုလာပြီးတော့ပြောပြတာပါအဲ့တော့ဘုဒ္ဓဟူသားသမီးတွေအတာစားတယ်ဆိုပြီးတော့တချို့နည်းနည်းလေးကြောက်ကြတယ်ပေါ့နော်ကြောက်စရာမလိုပါအတာစားတယ်သူကအတက်နေကိုအတာစားတယ်လို့ပြောတယ်အတက်နေကဘုဒ္ဓဟူနေဖြစ်တဲ့အတွက်ကြောင့်မို့လို့အတက်နေဒါဒီနေ့နောက်နေ့ဆိုလို့ချင်တယ်ဒီလိုပဲနောက်နေ့မှာအတက်နေကဘာနေကြလဲအဲ့ဒီနေကြတဲ့သူဒီအဲ့ဒါအတာစားတာပဲ အဲ့တော့အဲ့အတာစားခြင်းအတွက်ကြောင့်မလို့တက်တက်နေဖြစ်တဲ့အတွက်ကြောင့်မလို့အမြင်နဲ့အတက်ပတ်မှာပဲရှိနေတယ်အဲ့တော့မဟုတ်တာမှန်မှန်တာမပြောဘူးမလုပ်ဘူးဒီလိုလူမျိုးတွေပို့ပြီးတော့မှပို့တက်သွားတယ်ပို့အောင်မြင်သွားတယ်ပို့ပြီးတော့ထင်ပေါ်သွားတယ်ပို့ပြီးကြုံကြားသွားတယ်အဲ့ဒီနမိတ်ကလေးကိုစိုးနေတာတော့မှပြန်ပြီးတော့ကောင်းသွားတာနော်အဲ့ဒါလေးကိုဆင်မပြောချင်ပါနဲ့နောက်တစ်ခုကကြတော့သူကအထုံးမှာစနေရှိတဲ့အတွက်ကြောင့်မလို့စနေသားသမီးတွေအင်မတန်မှကံကောင်းပါတယ်စနေသားသမီးတွေဒီတစ်နှစ်တာကာလပတ်လုံး သွားလီရနေရမှာမျက်နာပွက်လန်းနေရောက်တဲ့နေရမှာလူချစ်လူကင်အရန်ပေါ်တယ်။နောက်ပြောဆိုတဲ့စကားတိုင်းမှာလေးလက်မှုရှိပြီးတော့မှကိုယ်လူတွေကလေးစားတာယုံကြည်တာအထင်ကြီးတာဒါလေးတွေကို ပိုင်ဆိုင်စေမှာပဲဖြစ်တယ်။သာစရိသာသမီးအင်တန်မှကံကောင်းနေပါလေ။နောက်တစ်ခုကံကောင်းတာကအင်္ဂါသာသမီးတွေ။အင်္ဂါသာသမီးတွေအရန်ကိုကံကောင်းပါလေ။ဘာသာတရားကိုငကူကနေ့ကပုံမှန်လုပ်ကြည်တည်တဲ့သူဆိုရင်ဘေဟာပို့ပြီးတိုးပွားစေလေဆိုတော့ စီးစိန်ဥစ္စာလိုပွားစီတဲ့ထင်မှာပါတယ်။ဘာသာတရားအားနေတဲ့သူကကြတော့ကိုရှာတဲ့အရာကိုရှာသိတဲ့လောက်ရှာတယ်။အကျုံးမြတ်ရသိတဲ့လောက်ရတယ်။ဒါပေမဲ့မမြဲဘူး။အဲ့တော့ဘာသာတရားလက်ကင်ထားတဲ့သူကကြတော့ဘာသာတရားအင်မတန်လွတ်ကင်တဲ့သူကကြတော့ဒီနေ့ရှာဖွေတဲ့အကျိုးစီးပွားသည်ငြင်းပြန်တဲ့တက်ကိုရရှိစေတယ်။ဒါအင်္ဂါသာသမီး။နောက်တစ်ခုကကြတော့တောက်ကြတာသမီး။ တောက်ကြသားသမီးတွေအရန်ကန်ကောင်းပါတယ်။တောက်ကြသားသမီးတွေဟိုကအခုလုပ်ငန်းနဲ့ပတ်သက်ပြီးဆိုရင်လည်းပဲတောက်ကြသားသမီးတွေဟာဒီနေ့ထဲမှာအရာရာပေါ်လွင်စေတယ်။ပြီးတော့တောက်ကြသားသမီးတွေစကားပြောလိုက်တဲ့အခါမှာတစ်ဖက်ကနှိမ့်လို့ပွေရှိတယ်။ အဲ့အဲ့ဒီသူပြောလိုက်တဲ့ဒီတောက်ချာသားတပီပြောလိုက်ပြီဆိုရင်စကားလေးကဆွဲဆောင်မှုရှိတယ်အကြည့်တဲ့အရင်ရှိတယ်ရုပ်ရည်ပိုင်းရောနောက်ပြောဒီနှုတ်ပိုင်းလေးရောအများနဲ့ဆွဲဆောင်မှုတစ်ခုမဟုတ်တစ်ခုရှိနေတယ်ထင်ပါပါတယ်တောက်ချာသားတပီအင်မတန်မှကံကောင်းပါတယ်တခုတော့ရှိတာပေါ့တောက်ချာသားတပီအမားမခံတဲ့အရာလေးရပါလေဆိုတော့သူက၅ဘာတီလာတင်ပါဒီတောက်တန်စားတာတခုလုံးလိုက်ပြီးဆိုတာနဲ့အဲ့တောက်ကြတာသမီးကပြင်းပြင်းထန်ထန်အထိနာတက်တယ် အဲ့ဒါလေးတော့ဘယ်လိုစိတ်ဆီချင်းအဲ့တော့ဒီငါမတီလာအားလုံးကောင်းနေတော့အဲ့တော့တခါတလေမှမူသားမပါတင်းငါမချောဆိုပြီးတော့ပြောရတာလေးတွေရှိတယ်အဲ့ဒါလေးလည်းမသိအရင်အပြစ်မကြီးသေးဘူးအဲ့မှာဒီသူရံပေးတာရပေါ့နော်တောက်တန်စားတာမှာနည်းနည်းအလုံးအကျုံဖြစ်သွားပြီဆိုတော့လေတေချာပေါ့အထိနာမဲ့တယ်မှာပါတယ်အဲ့ဒါလေးကိုဘယ်လိုစိတ်ဆီချင်းလဲနောက်တစ်ခုကောင်းတာလေးကဂျာတာပရိဂျာတာပိသားသမီးတွေအင်တန်မှကံကောင်းနေအဲ့တော့အထိကရအရင်ဖြစ်တယ်ရောက်တဲ့နေရာတိုင်းမှာပေါ်လွေစီတဲ့တက်ရှိတယ် ။နောက်ကြပါပြီသားသမီးတွေအရင်တော့ဆိုရင်မျက်မုံသူမြန်းလကားတွေကမျက်မုံကျိုးတွေသူမြန်းလကားတွေကအတိုက်ခက်အရန်တုတ်တယ်သူမြန်းလကားတွေကဘာလေးပြောလိုက်ပြောလိုက်ကိုပြောလိုက်တဲ့အာဆိုလို့ချင်းအမြင်နဲ့အဖြတ်ဘက်ကနေပြီးတော့တွေးတယ်အဲ့လိုလူမျိုးတွေကအစဟာဒီကြာသာပြီးတော့သမီးကအင်တန်မှစိတ်ထားပြင်ဆင်လိုက်တာအင်တန်မှကံကောင်းလိုက်တာအင်တန်မှသူ့ကိုကြည့်လိုက်တဲ့အခါမှာလူတွေကလေးစားမှုရှိလိုက်တာ အဒါလေးတွေကိုယုံကြည်လေးစားမှုတွေကိုခံရတယ်အများကြီးရဲ့ကြည်ညိုခြင်းအများကြီးရဲ့ယုံကြည်အားကိုးခြင်းအများကြီးရဲ့လေးစားခြင်းကိုရရှိပိုင်ဆိုင်စေမယ့်ကြံစည်ပေးလို့တွေ့ရပါတယ်အဲ့တော့နောက်တစ်ခုညံ့တဲ့တစ်ခုကျန်သေးတယ်အဲ့ဒီညံ့တာလေးကဘယ်သူလေးဆိုတော့တနင်္လာသားသမီးတွေပါအဲ့တော့တနင်္လာသားသမီးတွေဘာတွေညံ့လဲဆိုတော့ကျန်းမာရေးညံ့တယ်တနင်္လာသားသမီးတွေအမြဲတမ်းတွားတယ်လာတဲ့နေရာမှာတချို့ဆိုလို့ရှိရင်နေထိုင် ဒီခြေခေါက်လဲတာနေတိုင်းသွားရင်းလိုက်အတက်အစင်းဒီမှာအခြေချောကြတာရုပ်တရက်ဖြစ်စီတဲ့အန္တရာယ်တွေတင်းနှလားသားသမီးတွေအထူးပြုဆိုင်ပြီးပါနောက်ပြီးတော့တင်းနှလားသားသမီးအများစုဒီနှစ်တစ်နှစ်တာကာလပတ်လုံးလေးမှာမိမိအနေနဲ့ပိုထိန်ရမယ့်အရာလေးတွေကိုထိန်ပါအဲ့တော့တချို့ဆိုလို့ချင်းပိုသည်ငွေကြီးကိစ္စတွေအလုပ်လုပ်တယ်အဲ့ဒီငွေနဲ့ပတ်သက်ပြီးငွေကောင်းပွဲစီရဲ့အရာလေးတွေတွေ့ရတယ်တင်းနှလားသားသမီးဒီနှစ်တစ်နှစ်တာကာလပတ်လုံးမှာငွေကောင်းပွဲခြင်းရင်းနှီးမြှုပ်နှံတဲ့အရာလေးတွေ 你有多少斤？两百多斤是哪里对眼的。